ထိုင်းနိုင်ငံရဲ့အာဏာရညွှန်းပေါင်းဆိုရတဲ့ကဒုတိယအကြီးဆုံးပါတီဟာမဟာမိတ်ပါတီအဖြစ်ကကျတဲ့ပရင်းကြီးကနှုတ်ထွက်သွားခဲ့တဲ့အတွက်နိုင်ငံကြီးမရေရာမသေးချမှုတွေဖြစ်နေပြီးဝန်ကြီးချုပ်ဖီတွန်ဒန်ရှင်နာဝတ်ဦးဆောင်တဲ့ဆိုရအတွက်ပြင်းထန်တဲ့ထုံးနှက်ချက်တစ်ခုဖြစ်လာပါလေညွှန်းပေါင်းဆိုရတဲ့ကဘုံချိုင်ထိုင်းပါတီနှုတ်ထွက်သွားတဲ့အကြောင်းရင်းကတော့ဝန်ကြီးချုပ်ဖီတွန်ဒန်နဲ့ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဝန်ကြီးချုပ်ဟောင်းဟွန်ဆန်တို့နိုင်ငံနယ်စပ်ပြည်ပကကိစ္စဖုံးပြောဆိုမှုပေါက်ကြားခဲ့လို့ဖြစ်ပါတယ်ဝန်ကြီးချုပ်ဖီတွန်ဒန်က ဦးလေးအနေနဲ့စန့်ကျင်ဘက်လူတွေဥပမာအမှတ်နှစ်စစ်တေသားတိုင်းမှုလို့လူတွေပြောတာကိုနားမထောင်စေချင်ဘူး။သူတို့ကစမ်းကျင်မဲ့လူတွေလို့ထိုင်းဝန်ကြီးချုပ်ကပြောဆိုနေတာပါ။เพราะว่าพอไปฟังฝั่งตรงข้ามอย่างพวกแม่ทัพภาค2เนี่ยค่ะเป็นคนของฝั่งตรงข้ามหมดเลย။ပုံချိုင်ထိုင်းပါတီကတော့ဝန်ကြီးချုပ်ရဲ့ပြောစကားတွေဟာထိုင်းနိုင်ငံရဲ့အချုပ်ချာအာဏာနဲ့ထိုင်းတပ်မတော်ကိုဂုံတိတ်ခါထိခိုက်စေတယ်ဆိုပြီးရှုံးချတဲ့စာရစောင်းကြက်တပတိနေမှာထုတ်ပြန်ခဲ့ပါလေ။ဝန်ကြီးချုပ်ဗီတိုနန်ကတော့အခုလိုဖြစ်တဲ့ကိစ္စအတွက်တောင်းပန်ခဲ့ပြီး ဖုန်းထဲမှာပြောဆိုမှုတွေဟာပြည်လည်မှုယာယီနီလန်တခုအနေနဲ့သာပြောဆိုခဲ့တာလို့သတင်းတောက်တွေကိုရှင်းလင်းပါတယ်။အခုလိုပုံချိုင်တိုင်းပါတီနှုတ်ထွက်သွားခဲ့တဲ့အတွက်အောက်လွတ်တော်မှာညောပေါင်းအစိုးရအသာစီးယာယီအားနည်းသွားပြီဖြစ်ပါတယ်။ဒိုင်းနိုင်ငံမှာနိုင်ငံရေးဩဇာကြီးတဲ့ဝန်ကြီးချုပ်ဟောင်းထက်စင်ရဲ့တမိဖြစ်တဲ့လက်ရှိဝန်ကြီးချုပ်ဖိတုံတန်ဟာပြီးခဲ့တဲ့နှစ်ဩဂုတ်လကလေးကထိုင်းဝန်ကြီးချုပ်တောင်းကိုစာယူခဲ့တာပါ။ ပြီးခဲ့တဲ့လကကမ္ဘောဒီးယားနဲ့နယ်စပ်အငင်းပွားမှုမှာသူ့အစိုးရရဲ့ကင်တွဲဖြည့်ရှင်ပုံတွေသူ့အစိုးရစီးပွားရေးမူဝါဒတွေပေါ်ထိုင်းပြည်သူတွေရဲ့ဝေဖန်မှုအရှိန်မြင့်တက်လာနေတာလည်းဖြစ်ပါလေခင်ဗျာ။